င်္ဂလာပါခင်ဗျရှင်းကုန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းတရင်နေကိုတင်ဆက်ပေးပါမယ်ကချင်းပြည်နယ်ဝိုင်းမော်မြို့အနီးကအကြက်ဖက်စစ်ကောင်စီရဲ့စစ်အင်အား200လောက်ရှိတဲ့ဂဇူးစစ်တပ်စခန်းကြီးနဲ့ခါရှီစစ်တပ်စခန်းပါဝင်စစ်ကောင်စီတပ်စခန်း၄ခုကို KIA PDF မာမေပူပေါင်းတပ်တွေကမနေ့ကညပိုင်းမှာပဲတတ်မှန်သိမ့်ပိုက်လိုက်ပြီဆိုပါတယ် ဗီဒီယိုနဲ့တိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့တွေကိုလူမှုကွန်ရက်မှာဗီဒီယိုတင်ပြီးလှောင်ပြောင်ခဲ့တဲ့ဒေါ်ဖြူဘွေးရဲ့ခင်မုန်းဖြစ်သူအကျန့်ဖက်စကောင်းစီတက်ကဘောကြီးအောင်မျိုးဦးဟာရခိုင်ပြည်နယ်ကတိုက်ပွဲမှာပွဲချင်းပြီးကိုသေသွားပြီးအလောင်းတောင်ပြန်မရဘူးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ကချင်ပြည်နယ်ဝိုက်မော်မြို့အနီးကအချက်ဖက်စစ်ကောင်စီရဲ့စစ်အင်အား200လောက်ရှိတဲ့ဂဇူးစစ်တပ်စခန်းကြီးနဲ့ခါရှီစစ်တပ်စခန်းပါဝင်စစ်ကောင်စီတပ်စခန်း၄ခုကို KIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမနေ့ကညာဘက်မှာပဲတပ်မှန်သိမ့်ပိုက်လိုက်ပြီလို့ KIA သတင်းရှင်းမိကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။မေလ16ရက်နေ့ဖြစ်တဲ့မနေ့ကညာဘက်မှာပဲဝိုင်းမော်မြို့နယ်မြကျနာဘမော်လမ်းပေါ်ကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်အင်အား200လောက်ရှိတဲ့ဂဇူးစစ်တပ်စခန်းကြီးနဲ့ခါရှီစစ်တပ်စခန်းပါဝင် ပြင်ဖို့ကောင်းတဲ့ line ဖောင်းတက်စကတ်တွေကိုပါ KNPD ရဲ့မားမိတ်ပူပေါင်းတက်တွေကတပြိုင်တည်းအပိသက်တိုက်ခိုက်သိမ်းပတ်လိုက်တယ်ဆိုပါတယ်။အဲ့ဒီလိုစကန်သိမ်းတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်ဒီကနေ့မနက်ပိုင်းမှာလည်းအကြံဖတ်စစ်ကောင်စီရဲ့ရွှေညောင်ပင်ခမရ3.1တက်စကန်ဌာနချုပ်ကိုပါ KNPD ရဲ့မားမိတ်ပူပေါင်းတက်တွေကအပြင်းအထန်တိုက်ခိုက်နေပြီ။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့အသေးအတန်ခုခံနေရတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်။ ကချင်ပြည်နယ်မှာမတ်လကစပြီး KNP တဲ့မာမိတ်ပူပေါင်းတပ်တွေစတင်ခဲ့တဲ့စစ်စင်ရေးကြီးအတွင်းမှာပဲဒေါ်လာရဲ့တပ်တွေဒိမ့်ပိုက်လာတဲ့စစ်ကောင်စီရဲ့တပ်စခန်းပေါင်းဟာတရာကျော်အထိရှိလာပြီလို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလေ PDN နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကိုလူမှုကွန်ရက်မှာဗီဒီယိုတင်ပြီးလောင်ပြောင်ခဲ့တဲ့ဒေါ်ဖြူဖွေးရဲ့ခင်မုန်းဖြစ်သူအကြက်ဖက်စစ်ကောင်စီတပ်ကပိုကြီးအောင်မျိုးဦးဟာ ရခိုင်ပြည်နယ်ကတိုက်ပွဲမှာပွဲချင်းပြီးကိုသွေသွားပြီးအလောင်းတောင်ပြန်မရဘူးလို့သူ့ရဲ့မိတ်ဆွေတဦးကပြောထားပါတယ်။ကြောက်စိန်မြို့သူဒေါ်ဖြူဖွဲဆိုသူရဲ့ခင်မုန်းဖြစ်သူအဂျက်ဖက်စကောင်စီတက်ကဘိုးကြီးအောင်မျိုးဦးဆိုတဲ့သူဟာမေလ၂ရက်နေ့ကပဲရခိုင်ပြည်နယ်ကတိုက်ပွဲအတွင်ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါတယ်။အဲ့ဒီလိုသွေသွားတဲ့မသာအလောင်းတောင်ပြန်မရတဲ့အပြင်စစ်ကောင်စီကအသေးသွားပြီဆိုတဲ့တဲ့င်းကိုတောင်မိသားစုကိုအကြောင်းမကြားပဲ။ နိစရာမိတ်ဆွေတွေကအကြောင်းကြားမှာသူ့ယောက်ျားပွဲချင်းပြီးလေသွားတာကိုသိရတာဖြစ်တယ်လို့သူ့ရဲ့မိတ်ဆွေတဦးကပြောထားပါတယ်။အဲ့ဒီလိုဗိုလ်ကြီးအောင်မျိုးဦးဆိုသူရဲ့မိမတော်ဖြူဖွဲဆိုတဲ့သူဟာ PDF နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုလူမှုကွန်ရက်မှာဗီဒီယိုတင်ပြီးသူတို့စစ်တပ်ကိုရှင်လို့ရမှာမဟုတ်ဘူးတူလို့ရမှာမဟုတ်ဘူးလို့ပြောခဲ့ရုံနဲ့မကတော်လိုင်းတက်တွေကိုမျိုးစုံလှောင်ပြောင်ပြောဆိုခဲ့တဲ့သူဖြစ်ပြီး အခုတော့သူယောက်ျားဟာတိုက်ပွဲမှာတော်လန်ကြီးတက်တွေရဲ့တိုက်ခိုက်ချိန်မမှုအတွင်မှာပဲပွဲချင်းပြီးကိုပြေသွားတဲ့အပြင်အလောင်းနောင်ပြန်မရပဲစွန့်တော့လိုက်ရတယ်လို့သူ့ရဲ့မိတ်ဆွေတို့ကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာလေမြင်းငယ်မြို့နယ်ကရွာရှိရွာအနီးရောက်လာတဲ့အချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ကြီးတက်တွေကဖျက်အားပြင်းမိုင်းတွေနဲ့ဖောက်ကွဲတိုက်ခိုက်မှုအတွင်စေကောင်စီတက်ကအရာရှိတအူးအပါဝင်စစ်သား6ဦးဟာအတိအသေးကုန်ကြပြီး နေမြေရှင်းနေတဲ့အချိန်စစ်သားတအူးရဲ့မသာလောင်းနဲ့ RPG ကြီး၃လုံးကွန်ပျူတာ laptop တစ်လုံးကိုပါတင်းစီရရှိခဲ့တယ်လို့ပကံပြည်ဘလူးတက်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကမေလ16ရက်နေ့မှာမြင်းညံမြို့နယ်ရွာရှိဂျေးရွာနီစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းရင်တပ်တွေကဖျက်အားပြင်းမိုင်းတွေနဲ့ကြားပြတ်ဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာရှိတအူးအပါဝင်စစ်သား6ဦးကတော့အသီးသီးသေကုန်ကြပြီး ဒဏ်ရာရတဲ့သူတွေလည်းများသွားတယ်လို့စစ်ကောင်စီတပ်သားတွေဟာဝရုံးတုံးကနေသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေကိုတဲပြီးထွက်ပြေးကုန်ကြတယ်ဆိုပါလေအဲ့ဒီမှာတော်လန်ကြီးတက်တွေကနေမြေရှင်းနေတဲ့အချိန်စစ်ကောင်စီတပ်သားတအုပ်ရဲ့မပါလောင်းတဲ့အတူ RPG သုံးလုံးကွန်ပျူတာ laptop တစ်လုံးကိုပါတင်စီရရှိခဲ့တယ်လို့ပကံပြီးဘလုတက်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာလေ ရွှေဘုံမြို့အမှတ်9ရပ်ကွက်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကဝင်းရောက်တိုက်ခိုက်မှုအတွင်းစေကောင်စီဘက်က3ဦးဟာနေရာမှာပဲပွဲချင်းပြီးကိုသေကုန်ကြပြန်တယ်လို့ Buffalo Soldier Freedom Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်မေလ18ရက်နေ့ကပဲရွှေဘုံမြို့အမှတ်9ရပ်ကွက်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကအလစ်အငိုက်ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား3ဦးဟာနေရာမှာပဲပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားသေးတယ်လို့ Buffalo Soldier Freedom Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဆန်နာရှင်ကိုတော်လန်နေတဲ့မွန်ပြည်နယ်က MSRF နဲ့ MSDF တော်လန်ရဲ့တပ်တွေဟာစစ်ရေးဆိုင်ရာမှာအတူတကွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးမွန်ပြည်နယ်ခြေစိုက်တပ်တွေအလုံးအမိန့်တခုတည်းအောက်မှာစစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်းစီယုံသွားမှာဖြစ်တယ်လို့ MSRF အဖွဲ့ရဲ့တာဝန်ခံ နိုင်နဂါကရန်ကုန်ခေတ်တကိုပြောပါရယ်လက်ရှိမွန်ပြည်နယ်က MSRF နဲ့ MSDF အဖွဲ့တွေဟာလှုပ်ရှားတဲ့နယ်မြေ괴ပြပေမဲ့စစ်စင်ရေးတွေကိုအတူတကပူးပေါင်းလှုပ်ဆောင်နိုင်ဖို့စောင့်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါရယ်ဒါအပြင်လက်ရှိစစ်စင်ရေးတွေမှာချိန်တော့ကွန်မန်တခုတည်းနဲ့ပူးပေါင်းဆောင်ရွက်သွားရင်ပိုပြီးထိရောက်တဲ့အောင်မြင်မှုတွေစီကိုရောက်မှာဖြစ်တာကြောင့်မွန်ပြည်နယ်မှာခြေစိုက်ထားတဲ့တော်လန်ရေးတပ်တွေအားလုံးကိုလည်းအမေခုတဲ့အောက်ကနေစစ်စင်ရေးတွေကိုအတူတကပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆက်လက်စီယုံလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ MSRF အဖွဲ့ရဲ့တာဝန်ခံနိုင်နဂါကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ